င်္ဂလာပါရှင်ဒီချက်တို့ဒီတစ်ခေါက်မှာတော့ compound sentence တွေကိုလေ့လာကြည့်ရအောင် compound sentence တွေဆိုတော့လေ့လာသွားမယ် word structure ၄မျိုးတွေကတစ်မျိုးဖြစ်ပါတယ် simple compound အခု compound ရဲ့အလဲဖြစ်ပါတယ်ရှင်အရင်ဆုံး compound sentence ဆိုတာဘာလဲပေါ့နော် A compound center is a center with at least two independent clause. Independent clause a nasal naku bawin to sentence go compound sentence lo kori. Okay, that's what teacher ru. A nasal li go independent clause ye. A chigan the body yali roti tabu lu variation. Independent clause to radi. Teru anisa song subject birthday bawin bido. That to the yau te ji tame. What I go now pack up a sunny boozo in a mabe. A day be she clause mu pini yabame. For example, I have got a Persian cat. and my sister's got a golden retriever ဒီ sentence နှစ်ကြောင်းလုံးဒီ independent clause တွေဖြစ်တယ်။ကဲဒါဆိုဒီချက်တို့ခုလေ့လာသွားမှာအဲ့လိုပုံစံမျိုးအတိတ်ပဲရှိနေပြီးသား subject verb ဖြစ်ဖြစ်ဝဝပါနေပြီးသား sentence တွေကိုဒီချက်တို့ဘယ်လိုမျိုးလေး compound sentence ဖြစ်အောင်ဆက်သွားမလဲပေါ့နော်။ကျေရွဆလို့ရတဲ့နီလန်လေးနှစ်မျိုးရှိတယ်ရှင့်ပထမအသုံးများဆုံးနီလန်1ကတော့ coordinating conjunction ရဲ့ comma ရဲ့တုံးလိုက်တဲ့နီလန် နောက်နည်းလမ်းလေးတစ်ခုကတော့ punctuation သုံးတဲ့နည်းလမ်း punctuation သုံးတဲ့နည်းလမ်းမှာတချို့တို့အဓိကသုံးတဲ့ punctuations တွေကတော့ semicolon မျိုး colon မျိုး dash တို့သုံးပါတယ်ရှင် ဒါဆို coordinating conjunction လေးအကြောင်းပြောမယ်နော်။ Ter English မှာ conjunction အနေဆုံး၃မျိုးရှိတဲ့တဲကမှာ coordinating conjunction မှာတော့ fan boy ဆိုတဲ့စလုံးလေးညီနေတကယ်လို့အတူလေးမှတ်ထားတယ်။ဒါဒီပါကိုပြောတာလဲဆိုတော့ fan boy ဆိုမှတ်ထားလိုက်ရင်အရန်ကိုလွယ်ကူသွားတယ်နော်။ဆိုတော့ f the for ကိုကိုစားပြုတယ်။ a the and ကိုပြောချင်တာဖြစ်ပြီးတော့ and the nor ကိုပြောချင်တာဖြစ်တယ်။ b the but or the o the or ကိုပြောတာဖြစ်တယ်။ why the yet and as the so ကိုပြောကြတာဖြစ်တယ်ဒါဆိုဒီအရှိဆလုံးလေးတွေကိုတချို့ fan boy ဆိုအားလုံးမှတ်ထားကြမယ်ထင်နေရှင် ကဲဒါဆိုဒီနေရာမှာ coordinating conjunction အနေနဲ့ independent clause တွေကိုသူတို့ဆက်ဖို့သုံးတော့မယ်ဆိုရင်ဒီချတို့ for ရဲ့အသေးပဲလေးရလीသူအကြောင်းပြချက်ကိုဖော်ပြရင်သုံးတာဖြစ်လို့ because နဲ့ဆင်တူတယ်အဲဒါပေမဲ့ because တော့ coordinating conjunction နဲ့မှာမပါလို့ because သုံးလိုက်ရင်တော့ compound sentence တော့မဖြစ်ဘူးเนาะဆင်တူတာကိုပြောပြတာပါရှင့်ကဲနောက်တစ်ခုက and ဒါတော့ and ကတော့အလုံးတည်ပြီးသားလေးပဲเนาะပြီးတော့ nor nor ကိုဒီချတို့သိမ့်မတော်ဘူးဒါမှမသိထားရင်တော့ပိုကောင်းတယ်ဒီချတို့က first clause မှာ negative တစ်ခုကိုပြောထားတယ် ယ်ဆိုရင်အနောက်ဘက်ကနေ negative ideas တခုကိုထပ်ပြီးတော့ပြောပြတဲ့အခါမျိုးတွေမှာတချို့ non ကိုသုံးလေးရှိတယ်ရှင်။ကဲနောက်တစ်ခုအားလုံး ਨੇ ရင်းနေပြီးသားဖြစ်တဲ့ but မတူညီတဲ့အကြောင်းအရာလေးတွေကိုဆက်ရင်သုံးလေးရှိတယ် or ရွေးချယ်စရာတွေဈာထဲမှာသုံးတယ်။ဒါမှမဟုတ်ရင်နောက်တစ်ခုလေးက yet yet ကို coordinating conjunction အနေနဲ့သုံးလိုက်တဲ့အခါမှာ but but နဲ့စင်ပါတယ်။ဒါပေမဲ့ yet ဒီနည်းနည်းပို့ပြီးတော့ surprise ဖြစ်တဲ့ပုံစံမျိုးလေးသွားတယ်ရှင်။အဲ့ပြီးနောက်ဆုံးလေးတစ်ခုကတော့ so เนาะဒါဆိုရင်အသုံးများဆုံးလေး coordinating conjunction ကတော့တချို့ တို့ဒီ၃မျိုးပေါ့နော်ဒီ၃မျိုးလေးကတော့အရင်တုံနေပြီးတော့ all လေးလည်းတုံနေကဲဒါဆိုတချို့တို့ခုကတော့ coordinating conjunction ကိုတုံးပြီးတော့ compound sign နဲ့လုပ်နေလို့ဆက်လက်လေ့လာမယ်ရှင်ပထမအဆုံးကြည့်ကြရအောင် the dog wanted to play but the cat ignore him ခွေးလေးကတော့ကစားကျင်တယ်ဒါပေမဲ့ကြောင်လေးကမသိကျင်အောင်စောင့်နေတယ်ဒီ sentence မှာဆိုလို့ရှင်တချို့တို့ close ဘယ်နှခုပါလဲတကယ်လို့ကိုက close ကဘာမှန်းမဖမ်းတတ်သေးဘူးဆိုလို့ရှင် subject verb အတွဲလေးဘယ်နှတွဲပါလဲ ်နှစ်တွဲပါတယ်เนาะပထမတစ်ခုအနေနဲ့ဆိုရင်အဲ yes ဒါလေးဒီ clause တစ်ခုဒီနေရာမှာ the dog သည်ဒါ subject လေးဖြစ်တယ် wanted က yes verb လေးဖြစ်တယ်ကဲနောက်ထပ် clause လေးတစ်ခုဒီမှာပါသေးတယ် the cat ignore him အဲဒီမှာဆိုလေ subject verb တွဲလေးပါတယ် clause နဲ့တွဲပါအဲ clause နဲ့တွဲရအတိတ်ပဲရတစ်ချက်ဒီဒီနေရာမှာပြည်လဲစီမဲ့ coordinating conjunction လေးကိုသုံးလိုက်တာဖြစ်တယ်ဒါမျိုးလေးဖြစ်နေရမယ်ဒါဆို compound sentence ဖြစ်သွားပြီဖြစ်လို့နောက်ဆုံးအနေနဲ့တစ်ချက်တွေ comma လေးကုတ်လိုက်တယ်ရှင် ကဲဒါဆိုရင် compound sentence ဆိုတာဒါလေးပဲရိုးရိုး sentence လေးနှစ်ခုကို teacher တို့ coordinating conjunction နဲ့အအတိတ်ပဲ like ဖတ်တဲ့စလုံးလေးနဲ့ဆက်လိုက်တယ်ပြီးတော့ရင် teacher တို့ comma လေးကုတ်လိုက်တယ်နော်ကဲနောက်တစ်ခုကြည့်ရအောင် the cat could nap in the sun or she could hide in the box ဒါဆိုဒီမှာလေ clause နှစ်ခုပါတယ်ပထမ clause ကဒါလေးပြီးနောက်တစ်ခု second clause လေးပါတယ်အဲ့ clause နှစ်ခုကိုဒီချက် or လေးနဲ့ဆက်လိုက်တယ်ကဲနောက်တစ်ခု comma လေးမမေ့ပါနဲ့เนาะအရှိမကုတ်တာဖြစ်တယ် coordinating conjunctions ရဲ့အရှိမကုတ်ပြီးတယ်เนาะကဲနောက်တစ်ခုလေးကြည့်ရအောင် the cat slept on the couch and the dog barked at the mailman ဒါဆိုလဲ clause ကနှစ်ခုပါရရှင် independent clause နှစ်ခုကိုဒီမှာကတော့ andn လေးနဲ့ဆက်ထားတာဖြစ်တယ်ပြီးတခြားတို့ comma လေးလည်းသုံးထားတယ်ပေါ့နော်ပြီးတခြားနောက်တစ်ခုကြည့်ရအောင် the cat climbed the tree so the dog waited below ဒါဆိုဒီမှာလေ clause နှစ်ခုပါတယ် the cat climb အဲဒါဆို clause တစ်ခုနောက်တစ်ခု another clause လေးပါသေးတယ် Yes, the dog waited below. အဲဒါလေးလည်း clause တခုဒါဆိုအဲ့လိုမျိုး subject verb ပြည့်စုံတဲ့ clause လေးနှစ်ခုကိုဒီချေတော့ကဆိုးလေးနဲ့ဆက်ပြီးတော့ဒီမှာ comma လေးကုတ်လိုက်တာဖြစ်တယ်ရှင်။ဒါတော့ဒီချေ coordinating conjunctions တွေတဲ့အသုံးအများဆုံးလေးကိုဖော်ပြပြီးတော့ဒါဝက်ကြလေးတွေဆက်သွားတာဖြစ်တယ်။ဒီနေရာမှာမှားတတ်တဲ့သဘောတရားလေးလည်းပြောပြမယ်နော်။ Ugama, the first sentence Liu Jilai Bam, The cat and the dog are playing together. ကြောင်လေးနဲ့ခွေးလေးသည်တူတူဆော့နေကြသည်။ဒါဆိုဒီချက်တို့ဒီမှာ ANDN လေးပါတော့ညာလေးပဲဒီ sentence ဒီ compound sentence မဟုတ်ဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ဒီချက်ဒါ simple sentence တင်တော့ကလည်းပြောပြဘူးတယ်နော်။ဒီနေရာလေးဒီဒါ compound subject ဖြစ်သွားပြီမဲ့ sentence တစ်ကြောင်လုံးအနေနဲ့ကြတော့ compound sentence မဖြစ်ဘူး။ကဲဒါဆိုဒီချက်တို့ကြည်နီးကိုဒီချက်အလွယ်ဆုံးလေးအမြန်ဆုံးလေးပြောပြပေးမယ်။ ANDN လေးက conjunction ဟုတ်ဒါဆိုသူ့ကိုဝိုင်းလိုက်မယ်။အတူရှေ့ဘက်ကိုကြည့်လိုက်ပါ။ subject verb တွေပါလားရှင်။ Hmm မပါဘူးเนาะ။သူနောက်ဖက်ကိုကြီးလိုက်ပါ subject verb တွေပါလား။ဩဒါကပါတယ်။ဒါဆိုအနောက်ဖက်ကတော့ပြည့်စုံပေမဲ့အရှိဘက်ကတော့ clause ဖြစ်မနေတဲ့အတွက်ကြောင့်မလို့အဒါဒီ simple sentence ပဲ။နော်ဒါကို compound sentence လို့ and ပါလိုက်မခေါ်ဘူးเนาะအဲ့အတွက်ကြောင့်ဒီမှာပစ္စည်းရ item နှစ်မျိုးရဲ့ဖြစ်လို့ comma လေးကုတ်စီရမလို့တော့ဘူးကဲဒါဆိုဒီ sentence လေးမှာလည်းအဲ့လိုပဲ conjunction လေးပါတယ် or ဒါဆို or လေးကိုတစ်ချက်ဝိုင်းလိုက်မယ် or ရဲ့ရှေ့ဘက်မှာကတော့ yes subject တွေ first day ပါတယ် clause ကပြည့်စုံတယ် သို့တော့ orient နောက်ဖက်မှာတော့တချို့လိုအဲ့လိုမျိုးမပါဘူးเนาะမပါတဲ့အတွက်ကြောင့်ဒီမှာ clause ဖုတ်မနေဘူးရှင်။ကဲဒါဆိုရင်ဒါ independent clause နှစ်ခုကိုဆက်ထားတယ်လို့ပြောလို့မရလို့ or သုံးသားတော့ညာလေးပဲဒါဒီ compound sentence ဖုတ်မနေပါဘူးရှင်။ကဲရမယ်เนาะ။ကဲဒါဆိုတချို့စနက sentence လေးကြီးလည်းပြန်ကြည့်ကြည့်အောင်အဲ့လိုမျိုးပြည့်စုံရဲ့လားလို့လीเนาะ။ကဲဒါဆိုတချို့ so လေးကိုဝိုင်းလိုက်မယ်။ကဲဝိုင်းလိုက်ပြီး so ရဲ့ရှိမှာ yes subject verb တတွဲပါတယ်။ ်နော်ဆိုရဲ့နောက်မှာရော yet the dog waited ဆိုတော့ subject verb တွဲပါတယ်အဲအဲ့လိုမျိုးကိုယ့်ရဲ့ conjunction coordinating conjunction ရဲ့အရှိတ်ဘက်မှာ coordinating conjunction ရဲ့အနောက်ဘက်က second clause မှာလည်းအဲ့လို subject verb နဲ့ပြည့်စုံတဲ့ independent clause နှစ်ခုပါနေရမယ်အဲ့အတွက်ကြောင့်တချို့တို့ဒီမှာအဲ comma လေးလည်းမမေ့ရဘူးနော်ဒါဆိုဒီနီလန်းကတော့တချို့လူ compound sentence ဖြစ်ဖို့အတွက်စက်တာအများဆုံးနီလန်းဖြစ်ပါတယ်။ကြည့်ဒါဆို compound sentence လေးကိုဒီလိုပုံစံမျိုးလေးနဲ့ရေးတတ်မယ်လို့ထင်ပါတယ်ရှင်။